ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဝင်ကာလဟာ၄ရက်သာကြာရှိတော့တာဖြစ်ပါတယ်။ဒီနေ့နိုဝင်ဘာလ3ရက်နေ့မှာမူရုံမျိုးနယ်မှာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်နဲ့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ကအပြိုင်မဲဆွယ်ခဲ့ကြပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကတေးတန်ရှင်တွေနဲ့မျိုးကိုလှက်ပတ်မဲဆွယ်သလိုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကလည်းတအိမ်တဆင်းမဲဆွယ်စည်းရုံးခဲ့ပါတယ်။ကျွန်တော်တို့ဘက်ကတော့ဟိုပါတီတော်တော်များများကတော့ကျွန်တော်တို့ ဘလူကပြောပြောဟိုလဲမတွင်းလဲဟိုလက်ပြနှုတ်ဆက်သွားတဲ့အနေထားမျိုးတွေများပါတယ်ကျွန်တော်တို့ဘက်ကတော့ဘာမှသိပ်ပြတနာမရှိဘောเนาะဒါမှမဟုတ်လဲကျွန်တော်တို့ဘက်ကခုနလိုထိတ်တိုက်မစုံနိုင်အောင်တော့အတက်နိုင်ဆုံးရှောင်တာပေါ့အများနဲ့ဟို mask နဲ့သွားတဲ့ခါကျတော့တခြားလူကလည်း mask နဲ့လာရင်ကျွန်တော်တို့ကတော့ဟို commission မှာအပြီးပြောရတာပါတယ်ကျွန်တော်တို့ရက်ထားပေးမယ်ကျန်တဲ့လူတွေဦးစားပေးတယ်ပြီးမှကျွန်တော်တို့ဆက်သွားမယ်အခုလိုမျိုးတစ်ခါလေးမှာဒီနေ့ကျွန်တော်တို့ ဟိုအဖွဲလိုက်နဲ့လှဲ့ဖို့ရှိတယ်ဒါပေမဲ့အဲ့လိုမျိုးစုံနဲ့စုံလာတဲ့ခါကျတော့ကျွန်တော်တို့အဖွဲလိုက်မသွားတော့ဘူးခုနလိုကျွန်တော်တို့စီယုံရေးဆင်းနေညမှာဟို group လေးနဲ့နေနေပဲကျွန်တော်တို့အဲ့လိုတိုင်တဲ့ဆင်သွားမနေထားမျိုးပြန်ပြောင်းလိုက်တာပေါ့နော်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးတဲ့ကာလနဲ့ရွေးကောက်ပွဲကျင်းပတဲ့နေ့တွေမှာအကြမ်းဖက်မှုတွေကြုံတွေ့လာမှာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကစိုးရိမ်မှုတွေရှိနေပေမဲ့ကြမ်းခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကစိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်။သူစီမှာ အတိုက်ခံပါတီဆိုတာမရှိဘူးအားလုံးမိဖက်ပါတီကြီးပဲမိဖက်ဆိုတာလေဟိုမိဖက်လည်းမဟုတ်ဘူးအားလုံးကနိုင်ငံအတွက်လုံနေကြတဲ့ပါတီလို့ယုံကြည်ထားတဲ့အတွက်ကြောင့်ဒုစရအနေနဲ့မရှိပါဘူးရှိတယ်ဆိုတော့မယူဆဘူးအခြားပါတီကိုလည်းသူကအတိုက်ခံဆိုစကားကိုမလုံးအတိုက်ခံဆိုတာသူနိုင်ငံမှာသူများနိုင်ငံကပြီးသွားတယ်မမှန်တဲ့စကားလုံးသူက competition ပဲ competition ကရှင်ပြိုင်မဲ့ပါတီကိုခေါ်တာဒါကိုအတိုက်ခံလို့ တခြားနိုင်ငံပြီးသွားတဲ့စကလုံးသုံးတဲ့အတွက်ကြောင့်တချို့နေရာတွေမှာတရားတရားဝန်ထမ်းပြောလို့စိုးရင်လည်းကြောက်ကြသလားဖြစ်ကြတာဒါပဲအဲတော့တိုက်ဆန်ပါတီတို့မသုံးတဲ့အတွက်ကြောင့်မယူဆတဲ့အတွက်ကြောင့် competition ဆိုရင်စိုးရင်ကြာအကြောင်းမရှိဘူးတို့အမြင်တော့တို့ပါတီနဲ့ပြည်သူလူထုက2030ရဲ့တို့နိုင်နာတာပါအခုက2030တဲ့ကိုအခြေအနေကောင်းတယ်လို့သုံးသပ်တယ်ဒါပေမဲ့အဖြေကတော့မဲပြေးမှသိမယ်ကျွန်တော်နေမြေမှာကပြည်နယ်ဝန်ကြီးချုပ်နေမြေဖြစ်တာပေါ့နော်ပြည်နယ်ဝန်ကြီးချုပ်ကဒီကျွန်တော် ကျောင်းရေးကလာတွေမှာကျွန်တော်တို့ဒီကတ်သတ်နယ်မြေတွေလည်းသူတို့သတ်မှတ်ရတာရှိတယ်ကျွန်တော်တို့ဒီမြို့ပေါ်မြို့လယ်လမ်းတွေမိန်းလမ်းတွေမှာသူတို့စီအောင်လှည့်လည်ခွေမပေးဘူးပေါ့နော်အဲ့ဒါလေးတွေရှိတော့ဟုတ်ကဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့အမှတ်တက်ကိုယ်စားလှယ်လောင်းဒေါ်မြသိန်ကီမော်ဟာမွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်မြင့်နဲ့အရှင်ပြန်ရမှာဖြစ်ပါတယ်ထိုက်တိုင်းမဆောင်အောင်လို့ပြင်ဆင်လာတာပေါ့နော် ဟိုဘယ်လိုပြောမလဲဆိုရင်ဒီထိုက်တိုင်းရင်ဆိုင်မှုကိုအမြဲတမ်းဟိုကဟိုရှောင်ရှောင်ရှားတာပေါ့နော်ဟိုတစ်ဖက်ပါဒီနဲ့လည်းအတိုက်ခံဖြစ်မဲ့ကိစ္စတွေကို မလောက်ဘူးပေါ့ဆိုးရိမ်တာကတော့ကိုယ်စေလောင်းကိုလည်းမအားလို့ဆိုးရိမ်တယ်ပါတီဝင်တွေကိုလည်းမအားလို့ဆိုးရိမ်တယ်ဘာကြောင့်လဲဆိုတော့ဒါမမြင်ရတဲ့တိုက်ခိုက်မှုလည်းဖြစ်နိုင်တယ်လေအဲ့ဒီတော့ကိုယ်ကိုယ်စေတွေကိုလည်းမအားလို့ပြောတာပြီးသားပဲညဘက်ဆုံးလည်းအမြဲတမ်းတတိရှိဖို့မတူပဲဘလို့ပဲဆလာဆလာကိုယ်ဘကအမြဲတမ်းမျိုးတိတ်ဖို့အဓိကမို့ဒါကိုယ်စေကြီးပဲလည်းမဟုတ်ဘူးပါတီဝင်တိုင်းပါတီဝင်တိုင်းကိုလည်းမအားလို့ဒီတိုင်းပဲပြောထားကြတယ်အဲ့ဒီတော့ကိုယ်ဘကအမြဲတမ်းဒီကံကိုရှောင်ရှားဖို့ပေါ့နော်မိုးတော်မျိုးနယ်မှာတိုင်းသားစည်းလုံးညီညွတ်ရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောင်စုကြံ့ခိုင်နေတဲ့ဖွံ့ဖြိုးရေးပါတီအမျိုးသားဒီမိုကရေစီအင်အားစုပါတီမွန်အမျိုးသားပါတီ အမျိုးသမီးပါတီမွန်မွန်ဒေတာလုံးဆိုင်ရာဒီမိုကရေစီပါတီအမျိုးသားတိုးတက်ရေးပါတီအစရှိတဲ့နိုင်ငံရေးပါတီတွေဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးမဲဆန္ဒရှင်အရေးအတွက်ဟာ36000ကျော်ရှိတာဖြစ်ပါတယ်ရှင်။